အားလုံးပဲမင်္ဂလာပါစေဝါကျွမ်းကျင်ကုတင်တန်း free online course ပြန်နေပြန်လည်ကြိုဆိုပါရစေဒီနေ့မှာဆရာတို့ပြောရမယ့်အကြောင်းအရတော့အသက်ရှူလမ်းကြောင်းမှာဖြစ်တဲ့ရောဂါတွေရဲ့ပြီးနောက်တစ်ခုကတော့ပန်းနာရင်ကျက်တွေမှာတောက်ရတဲ့ဆီးတွေပေါ့နော်အဲအကြောင်းတွေကိုပြောပြတော့မှာဖြစ်ပါတယ်အဲဒါကိုသင်ခန်းစာလေးစလိုက်အောင်နော်ဒီမှာရေးထားတာလေးကတော့ drug use in respiratory disease respiratory ဆိုတာကတော့အသက်ရှူလမ်းကြောင်းပေါ့နော်အဆုံနဲ့အသက်ရှူလမ်းကြောင်း ဒစီဆိုတာယောဂပါเนาะဥဆုံးကတော့ချောင်းဆိုးပြောက်စီပါเนาะ trash for cough C O U G H ဆို cough လို့မထွက်ဘူးเนาะ C O U G H ကို cough လို့ထွက်ပါတယ် F အတန်လေးနဲ့ဆုံးအောင်ထွက်ပြီเนาะ cough အဲ့တော့ဒီဟာချောင်းဆိုးတာအတော်ကိုတောက်တဲ့ဆေးဆိုတော့ချောင်းဆိုးပြောက်စီပါเนาะချောင်းဆိုးပြောက်စီလေးတွေပြောရမယ်ကျမဆုံးတစ်ခုကတော့ dextromethorphan နာမည်ကလည်းရှိရနော် dextro မီထရိုဖန်အတူကောင်းနေနဲ့ဒက်စထရိုလို့ခေါ်ရပါတော့ဒက်စထရိုမီထရိုဖန်ကိုဖြုတ်လိုက်ပါတော့ဒက်စထရိုလို့လည်းအတူကောင်းခေါ်တယ်သူကဒီပြပင်းသားမှာရေးတာအန်တီတက်ဆစ်တက်ဆစ်ဆိုတာကျတော့ချောင်းဆိုးတာဒါအမေရိကန်တမ်းစအနေနဲ့ပြောတာတက်ဆစ်ဆိုတာချောင်းဆိုးတာကော့ဖ်ဆိုတာကျတော့ရေရောအင်္ဂလိပ်စကားလုံးပေါ့နော်ချောင်းဆိုးတာပဲနော်ဒီစီအရဆင်တမတေရလီဖ်ပဲအောက်ခံပါရှိရလဲဘာကြောင့်ချောင်းဆိုးရလဲအဆုတ်ဘွားလို့ချောင်းဆိုးရလားတီဘီကြောင့်ချောင်းဆိုးရလား တခြားချောင်းဆိုးရဲ့ကိစ္စတွေအများကြီးရှိနိုင်တယ်နော်ဒါပေမဲ့ဒီကတော့ symptomatic relief ဆိုတာကျတော့ဒါတက်တာသွားစေရယ်ရောဂါလက္ခဏာကိုတက်တာသွားစေရပဲရှိရယ်ရောဂါကိုပျောက်သွားစေရတော့မဟုတ်ဘူးနော် side effect ကဘာလဲဆိုလို့ရှိရင်နော် drowsiness အရင် H နဲ့ main နေပေါ့နော် nausea ဆိုတာမအီမသာ angel လို့ဖြစ်နိုင်တယ်နောက် headache ကတော့ခေါင်းခိုက်တယ်ပေါ့နော် drowsiness ကတော့ပူဆိုးရယ်နော်နည်းနည်းငိုက်မီရပေါ့နော်အဲစီတောက်ပြီးရင် H နာလို့လို့နော်အားသိမ့်မရှိရလို့ဖြစ်တတ်တယ်ပေါ့နော် အာဒီဒက်စထရိုကတော့ချောင်းဆိုးပြောက်စေအနေနဲ့အသုံးအများဆုံးဖြစ်ပါတယ်။ဒီဘက်ဘေးနားမှာပုံလေးပြထားတယ်နော်။ Presco ဆိုတဲ့နာမည်နဲ့ထုတ်လာ။ဒီ Presco ပါဆိုရင်တော့ဒီမှာမြင်ရတာတော့မသိဘူးနော်။ Gastrometrophan ဆိုတဲ့ဆီလေးပါတယ်။ Bronhazin ဆိုတဲ့ဆီလေးပါတယ်နော်။အဲဒီ Bronhazin ဆိုတဲ့ဆီကတော့ဒီဒုတိယတစ်ခုပြောမယ့်ဟာဖြစ်ပါတယ်။ Bronhazin နောက်တစ်ခုက Carbocystin ကြီးပေါ့နော်။ Carbocystin ဆိုတာက mucolite ရဲ့ Bronhazin ဆိုတာလည်း mucolite ပဲ။နော်။အဲ့တော့ဒီဒီ Bronhazin လေးတွေကဒီမှာလဲ ီ Presco ထဲမှာလည်းထည့်ထားပြန်ဆိုတော့ဒီဆေးနှမျိုးကတစ်ခါကြရင်ဒီဆေးရောဒီဆေးရောနှမျိုးလုံးကပေါင်းပြီးတော့မှတစ်ခါတည်းအဲတမျိုးတစ်လုံးနဲ့ဖြစ်အောင်ထုတ်ထားရပြီပေါ့နော်အဲ့တော့ချောင်းဆိုးကလည်းတက်တာမယ်ချွဲကြည်ကလည်းတက်တာမယ်ပေါ့နော်ချောင်းဆိုးကလည်းတက်တာမယ်ချွဲကြည်ရဲ့ effect လည်းပါမယ်နော်အဲ symptomatic relief ပဲဒါလည်း side effect ကတော့ nausea fever drowsiness ဒါပေမဲ့ဒါရီရေးတာရေးထားပါပေါ့နော်ဒါရီတောက်ပြီးပြီဆိုလို့ရှင်တော့ဒီ side effect ကတိတ်မတွေ့ရဘူးဒါ stress ရဲ့ side effect ကတော့ drowsiness ကတော့ တော်တော်များများရှာတွေ့ရတယ်ပေါ့နော်ဒီဟာကျတော့ promo cloud ဆိုတဲ့နာမည်နဲ့ prohansing ကတီးတန့်ပါတယ် prohansing ကြီးပဲတီးတန့်ပါတယ်စီးတက်လေးပေါ့နော်ဒီဟာတော့ prohansing ရော destro micro fan ရောရောထားတဲ့စီးဖြစ်ပါတယ်အဲ့တော့ဒီအရာလေးက common antibiotic ဆိုတာကတော့ potassium ပေါ့နော် potassium ဆိုတော့ချောင်းဆိုးတာအတွက် potassium ပုံမှန် တုံးလေးတုံးထားရှိတဲ့ပိုတက်စီဆီယမ်ညွန်ကြားတဲ့တဲ့ပိုတက်စီလေးတွေကိုယ်ဆိုင်မှာစောင့်ထားရအောင်လို့နာမည်လေးတွေရပြီးလို့ရှိရင်ပါတဲ့ဆေးပမာဏရဖော်ပြပေးထားရနော်အဲ့တော့ပထမဆုံးကအမောင်ဆက်စလင်ဒါလေးကတော့ရှေ့အခန်းနေမှာလဲပြောပြထားဘူးပဲနော်ပနက်စလင်အုပ်စုဝင်ပေါ့နော်အမောင်ဆက်စလင်ဒီနောက်တော့ခုကကျတော့ azithromycin ပေါ့နော် azithromycin ကတော့အခုမှကြာမှုမှဖြစ်လိုက်မယ်နော် azithromycin ဒီက azithromycin က150လာရဲ့900အားလဲလာရဲ့နော် ောက်ထပ်ဆေးတစ်မျိုးကတော့ကဖလဇင်းနဲ့နော်ကဖလဇင်းကဒီဘက်ကပုံလေးပြထားတယ်ကဖလဇင်းဒီဘက်ကကျတော့အရေကလေးတွေလာတယ်အရေလေးရှိတယ်စပိုရီဒက်ဆိုတဲ့နာမည်နဲ့လာတယ်ပေါ့နော်ဒီကလည်းနည်းနည်းနာမည်ကြီးရယ်စပိုရီဒက်ဆိုရတာကျတော့ဆေးဆီလီဇင်းဆိုရတာလည်းမြန်မာမှာသုံးရပါတယ်ဒါလေးကတော့အမဲအောင်လေးနဲ့ပြထားပါတော့ပုံမှန်ဆိုရင်တော့အဖြူနဲ့အပြာနဲ့လာကြတယ်ဆေးလုံးလေးတွေအဖြူနဲ့အပြာကပတ်ကြလေးပေါ့နော်အာတော့250လာတယ်900မီလီဂရမ်လာတယ်နောက်တစ်ခုကတော့ syrup လေးလာတယ်ပေါ့နော် နောက်ထပ်ဆီတစ်မျိုးက Cefizin Cefizin ကဒီအောက်ကပေါ့နော်100 mg လာရ100 mg လာရကလေးတွေအတွက်တောက်တဲ့ syrup လေးလာရဆရာဝန်ညွန်ကြားတဲ့အတိုင်းပဲတောက်အောင်မယ်နော်ဒါလည်းနောက်ထပ်ဆီတစ်မျိုးကတော့ Oflauxa Selin Oflauxa Selin ကတော့100 mg နဲ့အတုံးများပါတယ်နောက်ထပ်အောက်ကဆီတစ်မျိုးကတော့ Co Amount Si Glass augmenting ဆိုတဲ့နာမည်နဲ့လာရပါတော့ဒီဘက်မှာဆေးပုံလေးပြထားရဲ augmenting ဆိုတဲ့နာမည်နဲ့လာဒီဆေးလေးကတော့နည်းနည်းဆေးကြည့်ရနော် အာအရင်တော့2000 3000လောက်ရှိမှခုတော့မကတော့ဘူးเนาะဒီထက်ပိုပြီးတော့များလာပြီเนาะကို amount C club က385လဲလာတယ်625လဲလာပါတယ်အဲ့တော့ဒါလေးကဆရာဝန်ညွန်ကြားတဲ့အတိုင်းပဲတောင်းအောင်เนาะချောင်းဆိုးပြောက်ဆေးတွေပြီးသွားတဲ့အချိန်မှာပိုးတက်ဆေးတွေလည်းပြီးသွားတဲ့အချိန်မှာပေါ့နော် asthma ဆိုတဲ့ဟာလေးပြောရအောင် asthma ဆိုတာပန်းလာရင်ကျက်ပန်းလာရင်ကျက်ကကျတော့ဒီခန္ဓာကိုယ်ထဲမှာတူတူဖြစ်တဲ့ရောဂါမျိုးပေါ့နော် ယောဂမျိုးဆိုတာထက်ဆိုင်တော့ဒီအပြင်ကလာတဲ့ပိုးပိုးကြောင့်တခုခုမဟုတ်ပဲနဲ့ဗောနော်ဒီထဲမှာပန်းနာရင်ကျဲဆိုတာတို့ရဲ့လေးပြွန်လေးကြီးကနေရင်ထိုင်ရင်လည်းကျင်းသွားတာမျိုးအဲ့တော့နေရင်ထိုင်ရင်ဆိုတာဘယ်လိုမျိုးချင်းနေလဲဆိုရင်ဒီချင်းစည်းကွေအနှွေးတွေရှူတာမျိုးဒါမှမဟုတ်ရှေ့လည်းအမွေးလိုက်အနှံ့တွေရှူတာမျိုးအမောလည်းပန်းဝင်းမုံလိုမျိုးလေးအနောက်မျိုးအနက်နေရှူလိုက်ပြီဆိုရင်တချို့လူတွေကတော့ဘာမှမဖြစ်ပြင်မဲ့တချို့လူတွေကတော့ဒီတက်ရှူနဲ့တက်ရှူလမ်းချောင်းလေးတွေက ကျင်းသွားတာမျိုးပေါ့နော်ဓာတ်ရှူလမ်းကြောင်းလေးကျင်းသွားပြီးကျုံသွားပြီးဆိုလို့ရှိရင်တော့သူတို့ကဒီဓာတ်ရှူရခက်ခဲပြီးတော့ရွှီရွှီရွှီနဲ့မိလာတာမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေဖြစ်နိုင်ပါတယ်အဲ့တော့ဒီဟာလေးတွေကဘာဆေးတွေပါမလဲဆိုလို့ရင်ကြည့်အောင်နော် broncho dilator ဆိုတဲ့ဟာကတော့ broncho ဆိုတာအာဒီလေးပြုံကိုဆိုလိုတာဖြစ်ပါတယ် dilator ဆိုတာကတော့ကျယ်လာပေါ့နော်လေးပြုံကိုကျယ်စေတဲ့ဆေးပေါ့ broncho dilator ကဘာလဲဆိုရင်အဲ့တော့ဆာပြူတမော စာပြေတော်မှာအတုံးများဆုံးစီရယ်ပေါ့နော်အတုံးများဆုံးစီပဲဒီဘက်မှာလည်းပုံလေးပြထားတယ် Vandolin ဆိုတော့တစိမ့်နဲ့လာတာပေါ့နော်ဒါစာပြေတော်တခြားတစိမ့်တွေလည်းအများကြီးရှိရယ်နော်စာပြေတော်က2 mm လာတယ်4 mm လာတယ်နောက်ထပ်စီလည်းရှိပါသေးတယ်ဒါတွေကတော့နည်းနည်းအတုံးနည်းတယ်ပေါ့နော် Ipratropium Bromide အတုံးနည်း Amino Filing တုံးနည်း Thio Filing တုံးနည်း Dairy Filing တုံးနည်းပေါ့နော်ဒီဟာလေးကတော့တုံးတာနေပါတယ်စာပြေတမောအတုံးများဆုံးပဲဒါကြောင့်မို့ဆိုင်မှာစာပြေတမောကတော့ ထားတာတင်တယ်နော် dose ကတော့ဆရာဝန်ညွှန်ကြားတဲ့အတိုင်းပဲတောင်းရမယ် side effect ကဘာရှိမလဲဆိုရင်တော့ဒီအရာတွေတောင်းရင် palpitation နှလုံးတုံတယ်လက်တွေပါတုံတယ်ဗောနော်တစ်ခါကြရင်နှလုံးတွေတုံလာပြီးလက်တွေပါတုံလာတယ်နောက်တစ်ခါကျတော့ nervous ပါတော့ခဏမငြိမ်ဖြစ်တယ်ဗောနော်နောက်တစ်ခါ shaky feeling ဆိုတာကခဏလိုပဲတုံတာခြေခြေလက်တွေငြိမ်ငြိမ်လေးနေနေတုံညာဖြည်းဖြည်းချင်းတုံနေတာဗောနော်အဲ့လိုမျိုးလေးတွေ side effect ကဖြစ်ပါတယ် sorry ဒီဟာကျတော့တဲ့ corticosteroids ဆိုတဲ့ဆေးလေးပေါ့နော်အဲ hydrocortisone dexamethasone prednisolone နဲ့နော် hydrocortisone dexamethasone prednisolone အဲ့ဒီ dexamethasone ကတော့အိုးရှိမှလည်းပြောပြဘူးခဲ့ဘူးပါတယ် drug for cough ပေါ့နော် cough ကောက်ယောဂါမှာတောက်တဲ့ရှင်ကြလို့ရှင် dexa အယောင်ကြစေနေနေတောင်းနေပါတော့အခုကကြတော့လေဒီ bronchi ရဲ့ asthma မှာဘန်းနိုင်ကြမှာလေဒီအသက်ရှူလမ်းချောင်းတွေလေးပြွန်နေအယောင်ကြစေအောင်လို့ဆိုပြီးတော့မှာ ောက်လို့ရတာဖြစ်ပါတယ်ဒါကြောင့်เนาะအဲ့တော့ hydrocortisone နဲ့ prednisolone ကတော့အစ်စ်ပေါ့เนาะဒီဟာလေးတွေက corticosteroid အုပ်စုဝင်ဖြစ်ပါတယ်ဒီဟာတော့ဆရာဝန်ညွှန်ကြားတဲ့အတိုင်းပဲတောင်းရမယ်ညီမတို့လည်းရေးပေးထားရမယ်เนาะရုပ်တရက်တောက်တောက်နေတဲ့ရုပ်တရက်ဆေးရက်လိုက်တယ်ဆိုရင်တော့အသက်အန္တရာယ်ရှိနိုင်တယ်เนาะ side effect ကဘာလဲဆိုတော့သူကအများကြီးပဲเนาะ osteoporosis အရိုးပွားနော် hypertension တွေ့တော့တာ diabetes ဈေးကျိုးတွေပိုဆိုးလာတာ weight gain ဝလာတာပေါ့နော် increase vulnerability to infection ပေါ့နော်ဒီတခြား infection တွေကိုယ်စီကိုပို့ပြီးတော့ဝင်လာနိုင်တာ cataract ဆိုတာကျတော့ဒီအသွင်းတိမ်ပေါ့နော် glaucoma ဆိုတာရေတိမ်ပေါ့ဒီမျက်စိထဲမှာဖြစ်တဲ့ရောဂါတွေပေါ့နော်ပြီးရင် thin thin skin အရေပြားလေးတွေပါလာတယ်ပြီးရင်လွယ်လွယ်ကူကူနဲ့ bruising ဆိုတာတွေးကြည့်ဦးတာပေါ့နော်လွယ်ကူတွေးကြည့်ဦးပါဖြစ်နိုင်တယ်တော့သူ့ရဲ့ဖြစ်လာနိုင်တဲ့ side effect တွေအများကြီးပဲဒါကြောင့်မလို့ဒီဟာလေးကတော့ပုံမှန်ဆိုရင်ဆရာဝန်တွေကပေးလို့မရှိပါဘူး ဒီကျက်ပုံပြီးတော့မှဆိုးလာတဲ့အချိန်တွေမျိုးမှာဒါလည်းပေးတာဖြစ်ပါတယ်ပုံလေးတွေကတော့မပြောင်းလိုက်ရအောင်เนาะနာဗန်ဒိုလင်အရှိတ်ပုံလေးလေးဖြစ်နေရအဲ့တော့ဟိုက်ဒရိုကော်လီဇုံဒက်ဆာမီတဇုံပရနီဆိုလုံဆိုတဲ့နာမည်လေးတွေကိုရိုက်ပြီးတော့ရှာကြည့်ရဲဆိုလို့ရှိရင်တော့ဒီအင်တာနက်မှာလည်းတွေ့ရနိုင်တယ်เนาะ asthma ចောင်းပြီးသွားတဲ့အချိန်မှာဒီနာစည်းရနဲ့ပတ်သက်ပြီးတော့နာရီယူဝါတွေပြီးလို့ရှိရင် allergic ဖြစ်တာတွေနဲ့ပတ်သက်ပြီးတော့တောင်းမင်းစီလေးတွေ ကိုယ်ဆိုင်မှာဆောင်ထားရတဲ့စီလေးတွေပြောပြတော့မှာဖြစ်ပါတယ်။ပထမဆုံးသိရမှာတော့ဒီ allergic ဖြစ်တာဘာလို့လဲဆိုတဲ့ဟာပေါ့နော်။ histamine ဆိုတဲ့အရာဝတ္ထုလေးတစ်ခုကြောင့်ဖြစ်တာနော်။ histamine ဆိုတာဘာလဲဆိုရင်ဒီမှာလေးရေးထားပြပါတယ် histamine is a subset အရာဝတ္ထုတစ်ခုဖြစ်တယ် in blood တွေးထဲမှာရှိတဲ့အရာဝတ္ထုပေါ့နော် which release release ဆိုတာထွက်လာနော် from the body ဆေးဆေးတမျိုးကနေထွက်လာတယ်ပေါ့နော်အခန္ဓာကိုယ်မှာရှိတဲ့ဆေးတမျိုးကနေထွက်လာတဲ့အရာဝတ္ထုလို့မှတ်ထားရမယ် ဘယ်အချိန်မှာထွက်လာလဲဆိုတော့ Julian Alleged Reaction ကိုမနဲ့မတည့်တဲ့ဟာတစ်ခုခုစားလိုက်တာမျိုးဒါမှမဟုတ်လည်းကိုလည်းမတည့်တဲ့ဟာတစ်ခုခုအရေးပြားနဲ့ထိတာမျိုးဆိုတဲ့အချိန်ကြလို့ရှိရင်ဒီ histamine ဆိုတဲ့အရာလေးတွေကထွက်လာတယ်ဗောနော်အဲ့လိုထွက်လာတဲ့အချိန်ကြလို့ရှိရင်တော့ဒီခန္ဓာကိုယ်ထဲမှာအဲအရေးပြားမှာရှားတာမျိုးနေတာမျိုးတွေဖြစ်လာနိုင်ပါတယ်အဲဒါမှမဟုတ်ဒီ histamine ကိုစန့်ကျင်ပေးတဲ့ဆီက anti histamine လို့ခေါ်တယ်နော် anti histamine ညာတော့အများကြီးရှိပါတယ်ဒီမှာ list လေးပြေးထားရအောင်နော် ထမဆုံးကတော့ဘာမီတွန်ဒါလည်းကတော့ဘာမီတွန်ကတော့ကြားဘူးရယ်နော်မြန်မာမှာဘာမီတွန်ဆိုတဲ့ဆီးရီးကတော့တော်တော်လေးဒါ allergic ဖြစ်ပြီဆိုရင် ထိတ်ဆုံးအောင်တောက်တာပဲနော်သူရဲ့ဆေးနာမည်ကတော့ clofenyramine ပါငွေတော့မှန်ခက်တယ်နော် clofenyramine နော်အဲဒါဘာမီတွန်ပါပဲအဲနောက်တစ်ခုကတော့ diphenhydramine လို့ခေါ်တယ်နောက်တစ်ခုက diphenhydramine diphenhydramine လည်းခေါ်တယ်နော်အဲရက်ဝက်ထဲမှာဆိုရင်တော့ဒါကတော့ b6 ဆိုတဲ့ဆေးလေးပေါ့ကားမှုပျောက်ဆေးလို့ ပြောကြရပါတော့ဒီဟာလေးတောက်လိုက်တယ်ဆိုအရင်အိတ်ချင်ပြီးတော့ကားကမူးလို့မူးရမှာတော့မသိတော့ဘူးဒီဘက်ဒီနားမှာပုံလေးပြထားပြီးရနော်နောက်တစ်ခုကတော့ citrusing citrusing ကတော့ဒီမှာပြထားတဲ့အတိုင်းပဲဒါလည်းတော်တော်များပြီးကြရဲနာစီပြီဆိုရင်အာ citrine တောက်လိုက်လေ citrine တောက်လိုက်ရင်နာစီရတက်တာလာပဲပေါ့နော်အားလုံးဒီစီလေးရတော်တော်များတောက်ကြရပါတော့ဒါဆိုရင်ကိုယ်ဆိုင်မှာစောင့်ထားရမယ်နော်လော်ရာတင်ဒီ citrine ထက်နည်းနည်းလေးအဲပို့ပြီးတော့နောက်မှတွေ့ရတဲ့ဈေးမျိုးစားတွေပေါ့နော်လော်ရာတင် phosphinadine လို့ပါလို့ဆိုတာတော့နည်းနည်းလေးဈေးတွေ ကြည့်ပြီးတော့မှအစင်မြင်တဲ့စီးလေးတွေကိုပြောရမယ်ပေါ့နော်အဲဒါလေးရဲ့ဒါရအသိအတုံးမများအောင်ပေါ့စီထရင်းကတော့အတုံးများဆုံးပေါ့နော်အဲတော့ဘယ်မှာတုံးတာလဲဆိုတော့ allergy allergy ဆိုတော့တမ်းမတဲတဲ့အာဖြစ်တာမျိုးနောက်တစ်ခါ rhinitis ဆိုတာကတော့နာရီရောနာစီးရမျိုး itchiness ဆိုတာရတာမျိုးပေါ့နော် side effect ကပါလဲဆိုသူလဲအိတ်ချင်တယ်ဒက်စထရိုနဲ့နည်းနည်းတူတယ်နော်ဒီဟာလေးတောက်လိုက်တယ်ဆိုရင်အိတ်ချင်တယ်အိတ်ငိုက်တယ်ပေါ့နော် ကဲဒီဒီရောဂါအကြောင်းကတော့မှတ်တော့မှတ်ထားရအောင်နော်ဒါပေမဲ့ two address C တွေကတော့ပြောပြတော့မှာမဟုတ်ပါဘူး။ဘာလဲဆိုရင်တော့ pulmonary tuberculosis ပေါ့နော်။မြန်မာလိုကတော့ TB ရောဂါပေါ့နော်။ TB ရောဂါ tuberculosis pulmonary ဆိုတော့အဆုတ်မှဖြစ်တဲ့အတွက်ကြောင့်မလို့ pulmonary tuberculosis လို့ခေါ်တာပေါ့နော်။အဲ TB ရောဂါကအဆုတ်မှလည်းဖြစ်တယ်၊ဥရီမှလည်းဖြစ်တယ်၊အရိုးမှလည်းဖြစ်တယ်။ခန္ဓာကိုယ်မှာရှိတဲ့နေရာတိုင်းနေရာတိုင်းမှာဖြစ်နိုင်တယ်ပေါ့နော်။ TB ဆိုရဲပိုးอ่ะ။ တော့ TV ဆိုတော့ယောဂါကဘာအကြောင်းဖြစ်တာလဲဆိုတော့ပိုးတစ်မျိုးအကြောင်းဖြစ်တာပါတဲ့အချောင်းလေးတွေပေါ့နော်ဒီမှာပြထားတယ်အဝတ်အကြောင်းပုံစံမျိုးလေးပေါ့နော်ဒါမဲ့ဒါကတော့ microscope နဲ့ကြည့်လို့အလောက်ကြီးမြင်ရပါတော့ပုံမှန်ဆိုရင်တော့မြင်ရမှာမဟုတ်ပါဘူးအဲပိုးရအရင်သေးငယ်ပြီးတော့မှအချောင်းတစ်သေးလေးတွေဖြစ်တယ်ဘယ်သူ့ရဲ့ဟိုပါပေါ့နော်နာမည်က mycobacterium tuberculosis လို့ခေါ်တဲ့ဒီ bacteria ပိုးအကြောင်းဖြစ်တာပေါ့နော်အဲ့တော့ airborne infection လေတွေကနေ ကူးဆက်တာ coughing ဆိုတာချောင်းဆိုးရယ် sneezing ဆိုတာနာနာနာရီကိုပြီးတော့မှချောင်းဆိုးရယ်လူတွေနဲ့အချောင်းဆိုးတာနေပြီးတော့မှဒီ bacteria ပိုးလေးတွေကကူးဆက်တာဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးချောင်းဆိုးလိုက်တယ်နာရီယူလိုက်တယ်ဆိုရယ်ဒီလိုမျိုးမုံလေးတွေကနေကိုကရှုံမိသွားရခြင်းကြရင် TB ရောဂါကဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုဒီဒီယောဂရဲ့လက္ခဏာလေးတွေကြည့်ရအောင်နော် chronic productive cough ဆိုတာကတော့အဒီချောင်းဆိုးတာ15ရက်နဲ့အထက် ချောင်းဆိုးနေပြီးရင်တလိပ်တွေကလည်းထွက်တယ်ဗောနော်တချို့က dry cough ဆိုတဲ့ဒီချောင်းကြောက်ဆိုတာပဲရှိတယ်ချောင်းကြောက်ဆိုရင်တော့တိတ်မဖြစ်နိုင်ဘူးเนาะဒီလိုမျိုးချွဲတွေအများကြီးထွက်ပြီးတော့မှချောင်းဆိုးရဆိုရင်ပိုပြီးဖြစ်နိုင်တယ်ပြီးရင် blood stains ပြုတ်တယ်ဆိုတာဒီဒီချွဲထဲမှာထောက်လိုက်တဲ့အချိန်မှာချွဲထဲမှာတွေးစလေးပါတာမျိုးเนาะနောက်တစ်ခုကကျတော့ weight loss ဆိုတာပိန်သွားပြီးရင်စားခြင်းတောင်းခြင်းစိတ်ပြက်လာ loss of appetite เนาะဒါလေးကအရေးကြီးရဲ့ evening rise in temperature ဆိုတာကတော့ခန္ဓာကိုယ်ထဲမှာအပူချိန်လေးတွေ ညနေပိုင်းဆိုရင်တက်လာတယ်ပေါ့နော်ညနေပိုင်းဆိုတာနေဆောင်ပြီဆိုရင်နည်းနည်းဖြားခြင်းတို့လိုဝင်းဝေးလေးဖြစ်တယ် night sweating ဆိုတာကတော့ညချရင်ချွေးပြန်တာပေါ့နော်အာရာသီဥတုပူလို့သူများရေလည်းပြန်လာကိုကပြန်လာကိစ္စမရှိဘူးပေါ့နော်သူများရေကမပြန်မင်းနဲ့ကိုကပဲချွေးပြန်နေရမျိုးနော်ဖြားခြင်းတို့လိုဝင်းဝေးလေးဖြစ်ပြီးတော့ကိုကကိုဖြစ်နေရမျိုးဆိုရင်တော့ပြရမယ်ဒါကဒီလိုမျိုး အချက်ပြီးချောင်းဆိုးတာရောပတ်သက်ပြီးအကုန်လုံးပေါ့နော် loss of appetite ရောရှိနေပြီဆိုရင်တော့ဒါကတီဘီဖြစ်နိုင်ခြေရှိရပေါ့နော်တီဘီဖြစ်မဖြစ်တေချာတီးရအောင်လို့ဆိုလို့ရှိရင်တော့မလုပ်လို့ရလဲဆိုရင်တလိပ်ဆစ်လို့ရမယ်ဒါဓာတ်ခွဲခန်းမှာတွားပြီးတော့တလိပ်ဆစ်လို့ရမယ်ဓာတ်မှန်ရလို့ရမယ်နော်အဲ့လိုမျိုးလေးတွေလုံလိုက်လဲဆိုလို့ရှိရင်တော့ TB ရောဂါဟုတ်တယ်လို့ထွက်လာပြီဆိုရင်တော့ TB ဆေးကိုအစိုးရဌာနတွေမှာတော့တောင်းအောင်မှာဖြစ်ပါတယ်။ညီမလိုရေးပေးထားရယ်နော်ဒီမှာတော့ TB ဖြစ်လာပြီဆိုလို့ရှိရင်လိုက်နာရမယ့်ဟာလေးတွေပါနော်။ချောင်းဆိုးမယ်ဆိုရင်လက်ကင်ပေါ်နဲ့အုပ်ရမယ်။တလိပ်ကိုနေရာတိုင်းတွေးကြရနေရာတိုင်းထွေးလို့မရဘူး။ဘာလို့ဆိုတော့သူများကိုကူးဆက်သွားနိုင်တယ်။လေဝင်လေထွက်နေအောင်ကြီးရတဲ့အခန်းဒီမှာနေတင်တယ်။အခန်းလုံးပိတ်ဒီမှာနေနေထိုင်တာမကောင်းပါဘူး။တခြားသူများရင်အတူတူရောအိတ်လို့မရဘူး။ဘာလို့ဆိုတော့သူတို့ကိုကူးဆက်သွားနိုင်တယ်။ဆေးတောက်တာ6လအနည်းဆုံးတောက်ရတယ်ပါနော်။အဲဆေးတောက်တာရေမပြတ်ကွက်ရဘူး။ဆေးကိုပုံမှန်တော့ထုတ်ရမယ်။ပုံမှန်တော့ရမယ်။အချိန်မှန်မှန်လေးတောက်ရမယ်ပါနော်။မတောက်ဘူးဆိုရင်ဆေးရင်ပါတတ်တယ်။ အဲတမကာလာမှာတလိပ်များပြန်ပြီးစစ်ဆေးရမယ်။အဲတလိပ်တွေပြန်စစ်ဆေးလိုက်လို့မှပျောက်သွားတယ်ဆိုရင်ဆရာဝန်ကကဲတောက်တောက်ဆရာမျိုးတော့ဆိုရင်တော့ပြီးသွားရပါတော့။အဲတော့ယောဂဖြစ်နေတဲ့သူကို dot strategy အတိုင်းကုတာရမယ်ပေါ့နော်။အဲတော့ဒီဟာလေးကတော့ dot strategy ဆိုတော့ဘယ်လိုပါဦး။ဆေးဆရာဝန်နေအတွက်ကိုဒါပြောပြထားအောင်နော်။ဒီဟာလေးကိုအမ်တိတိကျကျအောင်နဲ့ဆေးကိုပုံမှန်ထုတ်ပြီးတော့ကိုယ့်အကိုအချိန်မမြတ်တောက်အောင်မယ်ဆိုတဲ့ဟာကိုမှတ်ထားအောင်နော်။ ဲ့တော့ TV ချက်လက်လေးကြီးအရေးကြီးရယ်ဗောနော်အဲ TV ချက်လက်လေးတွေပါတခါတယ်အလွတ်ကြထားရမယ်ဒါဒီလိုမျိုးဆာမဘွေးမှာလည်းဒါထည့်ပြီးတော့မေးမှာဖြစ်ပါတယ်အဲ့တော့ဒီ next lesson ကကျတော့ဘာကိုပြောရမှာလဲဆိုရင်တော့ diabetes mellitus ဗောနော်စီးကျိုယောဂါတွေမှာအတော့များတဲ့စီပေါ့အတုံးများတဲ့စီအကြောင်းကိုပြောပြတော့မှာဖြစ်ပါတယ်။အမှအင်ဆူလင်တွေလည်းပါနိုင်တယ်ပေါ့နော်။နောက်တစ်ခုကကျတော့အင်ဆူလင်တွေလည်းပါနိုင်တယ်။နောက်တစ်ခုကကျတော့ဒီလိုမျိုး အဲမက်ဖော်မင်တို့ပေါ့နော်ဂလီကြာစားရတို့အဲအားတွေအဲအားတွေအကြောင်းကိုပြောပြတော့မှာဖြစ်ပါတယ်အဲဆိုတော့နောက်ဗီဒီယိုမှာပြန်တွေ့ကြအောင်ပါနော်